တခါတလေကိုပတ်ဝန်းကျင်မှာဓာတ်ပုံတစ်ပုံမှမတင်တဲ့သူမျိုးတတိထားမိဘူးလားကိုပုံလည်းမရှိဘူးပွဲလန်းသဘင်ပုံတွေလည်းမရှိဘူးဘာကြောင်းအရာမှအတိတ်လုထားတာလည်းမရှိဘူးလူတိုင်းကကိုကိုကိုအာယုံဆိုင်ချင်းခံကျင်တဲ့ဒီလိုကဘာကြီးထဲမှာသူတို့ကပုံမှန်လူတွေနဲ့မတူပဲပုံရိပ်ရောင်တွေလိုဖြစ်နေတတ်ပါတယ်ဒါပေမဲ့စိတ်ပညာမှာတော့ဒီလိုအပြုမူတွေကပုံမှန်မဟုတ်ဘူးလို့ဆိုပါတယ်အဲ့ဒီအပြုမူတွေကသူတို့ရဲ့ယုံကြည်မှုစိတ်နေသဘောထားနဲ့ EQ ခေါ်တဲ့စိတ်ခံစားမှုဆိုင်ရာညံ့ညံ့တွေးတွေကြောင့်အများကြီးပေါ်ပြနေပါတယ်တဲ့လူမှုကွန်ရက်မှာကိုတက်ပုံကိုမတင်တဲ့သူတွေရဲ့နောက်ွယ်ကစိတ်ပညာအစ်အမှန်ကြောင့်ကိုဖော်ပြပေးချင်ပါတယ် ပထမဆုံးအချက်ကတော့လူတိများချင်းထက်ကိုပိုင်လွတ်လပ်ခွင့်ကိုပိုတံပိုးထားခြင်းဖြစ်ပါတယ်စိတ်ပညာရှင်တွေကတပ်ပုံတွေတိတ်မတင်တဲ့သူတွေဟာကိုပိုင်လွတ်လပ်ခွင့်ကိုမျက်နှာနဲ့သူတွေဖြစ်တယ်လို့ဆိုပါတယ်ဆိုလိုတာကတော့သူတို့ဟာသူတပားကိုဘာတွေမြင်စေခြင်းလဲသူတို့အကြောင်းဘာတွေတွေးစေခြင်းလဲဆိုတဲ့အပေါ်မှာထင်ချုံမှုကိုတံပိုးထားကြပါတယ်သူတို့ကလူမှုဆက်ဆံရေးမလုပ်တဲ့သူတွေမဟုတ်ပါဘူးသူတို့ရဲ့စိတ်ပိုင်းဆိုင်ရာနေရာလုတ်ကိုကာကွယ်ရုံတက်တက်ပါပဲ များစုကလိုက်နဲ့ကွန်မန့်တွေကနေတစ်ဆင့်အတိမတ်ပြမှုကိုရှာဖွေနေကြချိန်မှာ သူတို့ကတော့ကိုကိုကိုအတိမတ်ပြခြင်းကိုပဲအကူကြပါတယ်သူတို့ရဲ့ဘဝအကြောင်းကိုကောင်းတယ်လို့ခံစားရဖို့အတွက်ကြင်ညာဖို့မလိုအပ်ပါဘူးဒါကပြည်တွင်းလုံခြုံရေးရဲ့တိမ်မွေးတဲ့လက္ခဏာတစ်ခုပါပဲဒုတိယအချက်အနေနဲ့ကတော့ပြင်းထန်တဲ့မိမိကိုယ်ကိုသိရှိနားလည်မှုဖြစ်ပါတယ်မိမိကိုယ်ကိုရှင်းလင်းပြတ်သားမှုဆိုင်ရာသူတေသနာပြုချက်တွေအရအွန်လိုင်းမှာမျှဝေလာနေတဲ့သူတွေဟာသူတို့ဘယ်သူလဲဆိုတာကိုပြင်းပြင်းထန်ထန်သိရှိနားလည်တတ်ကြပါတယ် သူတို့ဟာပြင်ပခွင့်ပြုချက်မလို့အဖဲသူတို့ရဲ့တံပိုးတွေသူတို့ရဲ့ရည်မှန်းချက်တွေနဲ့သူတို့အတွက်တကယ်အရေးပါတဲ့အရာတွေကိုသိရှိကြပါတယ်။ဒါကသူတို့ကိုခေရီစီးကြောင်းတွေနောက်လိုက်ခြင်းသို့မဟုတ်သူတစ်ပါးနဲ့ကိုကိုကိုနှိုင်းရှင်ခြင်းတို့ကိုမပြုလုပ်နိုင်အောင်ကူညီပေးပါတယ်။သူတို့ရဲ့ပျော်ရွှင်မှုကလူတွေရဲ့တုံ့ပြန်ပုံပေါ်မှာမမူတည်ပါဘူး။သူတို့ရဲ့ပျော်ရွှင်မှုကအတွင်းစိတ်ကနေလာတာဖြစ်ပါတယ်။တတိယအချက်အနေနဲ့ကတော့စိတ်ပိုင်းဆိုင်ရာလုံခြုံမှုရှိခြင်းဖြစ်ပါတယ်။ဓာတ်ပုံနဲ့တင်ခြင်းကလုံခြုံတဲ့မိမိကိုယ်ကိုလေးစားမှုနဲ့မကြာခဏဆက်ဆက်နေပါတယ်။အဲ့ဒီလိုယုံကြည်မှုမျိုးကအာယုံဆိုင်မှုမလိုအပ်ပါဘူး။ သူတို့ကသူတို့ရဲ့တံမိုးကိုတက်တည်ပြဖို့အတွက်ကိုပိုင်းပုံတော့မတင်ပါဘူး။ဘာလို့လဲဆိုတော့သူတို့ကပြည်စုံနေပြီးသားလို့ခံစားနေရလို့ပါပဲ။စိတ်ပညာရှင်တွေကဒီလိုစိတ်ပိုင်းဆိုင်ရာမျက်တောက်မှုမျိုးရှိတဲ့သူတွေဟာစိုးရိမ်ပူပန်မှုနဲ့ပါပြီးအတိမတ်ပြမှုကိုရှာဖွေတာလဲနေပါကလက်တွေ့ဘဝရည်မှန်းချက်တွေအပေါ်မှာပုံမအာရုံစိုက်ကြတယ်လို့ဆိုပါရတယ်။စတုထအချက်အနေနဲ့ကတော့ဟန်ဆောင်မှုမရှိတဲ့တွေးခေါ်ပညာရှင်များဖြစ်ပါတယ်။အွန်လိုင်းမှာတိတ်ဆိတ်စွာနေတတ်တဲ့သူတွေဟာကိုယ့်ကိုယ်ကိုပိုပြီးဆန်းစစ်လေးရှိပါတယ်။ သူတို့ကမပြောခင်စဉ်းစားပြီးတကယ်အရေးကြီးတဲ့အခါမှသာတင်လေးရှိပါတယ်ဒါကအတွင်းပိုင်းအကဲဖြတ်ခြင်းစံနှုန်းလို့ခေါ်တဲ့တည်မြင့်မှုဆိုင်ရာဇယိုက်လက္ခဏာတစ်ခုကနေလာတာပါဆိုလိုတာကတော့သူတို့ကသူတစ်ပါးရဲ့စံနှုန်းတွေနဲ့မဟုတ်ပဲသူတို့ရဲ့ကိုယ်ပိုင်စံနှုန်းတွေနဲ့ကိုယ့်ကိုယ်ကိုယ်အကဲဖြတ်ကြပါတယ်သူတို့ဟာအပေါ်ရန်ဆက်ဆံရေးတွေထက်စစ်မှန်တဲ့စကားဝိုင်းတွေကိုပိုမြင့်တက်ကြပါတယ်ပစ္စမအချက်အနေနဲ့ကတော့ဒီချစ်တဲ့အမားကိုနားလည်ခြင်းဖြစ်ပါတယ်သူတို့တွေကအများစုကဆိုရှယ်မီဒီယာကလက်တွေကိုဘလို့အလွယ်တကူကမောက်ကမဖြစ်စေနိုင်တယ်ဆိုတာကိုသိကြပါတယ်စစ်ပညာရှင်တွေကဒါကိုလူမှုနိုင်ရှင်မှုသီအိုရီလို့ခေါ်ပါတယ်အဲ့ဒီမှာလူတွေကကိုတံပိုးကို လူတစ်ပါးရဲ့တောက်ပရဲ့ဘဝနဲ့အဆက်မပြတ်တိုင်းတာနေကြပါတယ်လူမှုကွန်ရက်ပေါ်မှာတင်တာနေတဲ့အတွက်သူတို့ဟာအဆုံးမဲ့နှိုင်းရှင်ချင်းတန်တရာကနေသူတို့ရဲ့စိတ်ကြမ်းမရေးကိုကာကွယ်ပေးပါတယ်ဒါကြောင့်နောက်တစ်ချိန်ကိုပုံမီမတင်တဲ့သူတယောက်ကိုသတိထားမိတဲ့အခါရှက်တတ်တာဒါမှမဟုတ်လူမှုဆက်ဆံရေးမလုပ်တတ်တာလို့မတင်လိုက်ပါနဲ့သူတို့ဟာ online ပေါ်ကလူအများစုထက်မြေကြီးပေါ်မှာပိုပြီးအခြေတည်နေနိုင်ပါတယ်စိတ်ပိုင်းဆိုင်ရာပိုပြီးညံ့ညံ့တွေးထက်မြက်ကကိုကိုကိုပိုပြီးသိရှိနားလည်တဲ့သူတွေဖြစ်ကောင်းဖြစ်နိုင်ပါတယ်သူတို့ဟာမြင်တွေ့ခံရဖို့အတွက်မြင်တွေ့ဖို့မလိုအပ်ပါဘူးဒါကအစ်စ်မှန်ယုံကြည်မှုပါပဲလူတွေဘာကြောင့်ဒီလိုတွေးပြီးဒီလိုပြုမှုကြတယ်ဆိုတာကိုနားလည်ချင်တယ်ဆိုရင် အခုပဲ subscribe လုပ်ထားလိုက်ပါဘာလို့လဲဆိုတော့ဒီ channel မှာကျွန်တော်တို့ကလူတွေရဲ့ဘဝတွေကိုလှမ်းလို့ကြည့်အောင်တတ်တတ်မဟုတ်ပါဘူးသူတို့ရဲ့စိတ်တွေကိုပါဖော်ထုတ်ပေးမှာပါ